ချစ်တော်ပရိသတ်များအားလုံးမင်္ဂလာပါပရိသတ်များအားလုံးကိုဝင်းဝါရိုရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဝင်းဝါရို channel ကနေချစ်တော်ပရိသတ်တို့အတွက်အချစ်ဝတ္ထုဆက်လံကောင်းများစွာအမြဲမပြတ်တင်ဆက်ပေးနေပါတယ်ဒီနေ့မှလည်းပရိသတ်ကြီးအတွက်အချစ်ဖန်စီဇလန်းတို့လေးတစ်ပုဒ်တင်ဆက်ပေးခြင်းနဲ့ ဆလလီရတော့ fancy ဆလန်တပုတ်ဖြစ်တဲ့စာရေးသူဆိုရာရေးသားထားတဲ့အတန်ခေါင်းဆောင်နဲ့စာချပိုးမလေးဆိုရဲဆလန်လေးရဲ့အစဆုံးတင်ဆက်ပေးသွားချင်ပါသေး။နာဆစ်စုပရိသတ်တရားဝန်မှနဲ့တူလိုက်ပါနာဆင်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါသေး။ဒါဆိုအခုပဲဆလန်လေးစတင်လိုက်မယ်နော်။ကိုရေးတောင်ဆာဆာဖွေးရမှာတောင်းသူလီယောက်တန်းထဲမှာအိုဟေးစကားကြီးပြောကြရင်နဲ့ကြောင်းတက်ခေါလောင်ထိုးတဲ့အခါကြောင်းသားကြောင်းသူကြီးတန်းထဲဝင်လာတယ်။ဆ ्याम မကြောင်ဝင်လာတယ်။ကလေးတို့ဆ ्याम မနာမည်ကအီချိုမှာပါ ဒီနေ့ great တန်းပိုင်ပေါ့ကဲခလေးတို့ရှေးထဲအစပြီးတယောက်ချင်းစီမိတ်ဆက်ကြမယ်ထပြီးမိတ်ဆက်မယ်နေလဲနေကြည်ဖြူဖြူလာရောင်စသဖြင့်မိတ်ဆက်ပြီးသွားတဲ့အခါဆီယမဟုတ်ပြီလို့ပြောပြီးအတန်းတွယ်မှတင်လာမှပြီးအချင်းပြောင်းတော့နောက်ဆီယမတယောက်ဝင်လာပြီးတော့စတင်ကြတယ်ပြောရမယ်ဆိုရင်အတန်းထဲမှာစတော်ဆုံးနဲ့ရုပ်ရည်တင်တင်ရှိတာလင်းလက်ပေါ့သူမငငယ်တည်းက သူငယ်တဲ့အရွယ်လိုပထမတန်းအားစပြီးခုချိန်ထိပိုဆွဲလာခဲ့တဲ့ကျောင်းသူလေးပေါ့။သူမရွေရည်လေးရလဲရှိရော။သူမကိုချီးလာဆိုတဲ့သူဟာခမများများပေါ့။သူမမှာချစ်ဆုံးတဲ့ငယ်ချင်းတွန်းရောက်ရှိတယ်။နေကြည်ဖြူဖြူနဲ့လိုက်အောင်တော့ပေါ့။နေကြည်နဲ့ဖြူဖြူကသူမရဲ့ငယ်တဲ့ငယ်ချင်းဆိုပေမဲ့လိုက်အောင်ကတော့ Grace မှာတည့်ရဲ့တဲ့ငယ်ချင်းလေးပါ။သူမကိုလျောက်ကသွားတူလာတူစားတူပေါ့။ ဒုတိယစာသင်ချိန်ပြီးတော့မုံစာအစဉ်ခဏနာတော့လက်လက်ကအတန်းတရာចောင်းသားចောင်းသွေကိုတစ်ချက်ကြည့်လိုက်တယ်။အဲ့မှာအရဲရှိရှိအသားညွညွနဲ့ကောင်းလေးကိုတွေ့လိုက်တယ်။ဒါမဲ့သူမအသားမှန်ပါပဲ။သူမစာချက်ဘူးဆိုတော့အဲ့လိုမျိုးကြီးစိတ်ဝင်စားပါဘူး။ဒီလိုနဲ့အတန်းပိုင်ဆရာမအသိနဲ့ခွဲပြီးတော့အတန်းကောင်းဆောင်ကိုရွှေ့လိုက်တယ်။အဲ့အတန်းကောင်းဆောင်နဲ့မရမင်းခန်နဲ့မင်းခန်မတ်တရဲ့မင်းအခုဒီတန်းရဲ့အတန်းကောင်းဆောင်ဆိုတော့အတန်းရဲ့ကိစ္စတွေကိုမင်းအဦးဆောင်ပြီးလုပ်ရမယ်။ အတန်းကိုကုန်ရှိအောင်မင်းအောင်လှုပ်ပေးရမယ်ဟုတ်ကဲ့ပါဗျမင်းခဲရဲ့အတန်းအော်ကြောင့်လေလက်နောက်ကိုလှည့်ကြည့်လိုက်တယ်မင်းခဲကနောက်ဆုံးထိုင်ကုန်မှာထိုင်ပြီးလေလက်ကတတိယထိုင်ကုန်မှာထိုင်တယ်ဒါဟိုတနည်းရာကောင်းလေးပဲသူဟာအတန်းကောင်းဆောင်မို့သူမနည်းနည်းတတိထားမိသွားတယ်ဒီလိုနဲ့လာပြီချီပြီးနှစ်လသုံးလကြာသွားတယ်တနေ့လင်းလက်ကျောင်းသားပြန်ရောက်လို့တော်တော်ကြည့်နေရင်သူတင်တဲ့ဗီဒီယိုကိုမင်းခန်းဆိုပြီးအကောင့်တစ်ခုက like ပေးသွားတာတွေ့လိုက်တယ် ဒါနဲ့သူမကျောင်းဝအတန်းကောင်းဆောင်မင်းခန့်များဖြစ်နေလားဆိုပြီးဝင်ရှာကြည့်တာသူမထင်တာနဲ့ကွက်တီပဲအဲဒီကောက်ပင်ရှင်ကမင်းခန့်ဖြစ်နေရဲ့ဒါလို့နဲ့သူမကမင်းခန့်ရဲ့အကောက်ထရာဖီယိုတပုတ်မှာမင်းကမင်းခန့်မလားဆိုပြီးမေးလိုက်တယ်တတိုက်ဆိုင်ဆိုင်အဲကောက်ပိုင်ရှင်ကလိုင်းတက်နေရနေဆိုပြီးသူကဒါလို့တုံ့ပြန်လိုက်တယ်ဘာလာကြောင်းမင်းက grade 8ကအတန်းကောင်းဆောင်ဟုတ်တယ်ဟုတ်မင်းကငါ့ကိုသိလို့လားသိရပါ့ငါလည်းမင်းတို့တန်းနေရပဲ ဒီလိုနဲ့အကောက်ပိုင်ရှင်ကမင်းခန့်ပေါ့နော်မင်းကြီးကချက်ချင်းပဲလင်းလက်အကောက်ကိုသွားအပ်ပြီးလင်းလက်ကလည်းလက်ခံတော့မင်းကဘာတူလဲလို့မင်းခန့်ကမေးလိုက်တယ်ခက်မန်းလေအေးပါနောက်နေ့မနေ့ကြောင်ရောက်တော့လင်းလက်ကသူမတငယ်ချင်းနေပြောပြတယ်ဟဲ့တိလားငါမနေ့ကအတန်ကောင်းဆောင် TikTok ကိုတွေ့ရယ်သူကငါ့ဗီဒီယိုလိုက်ပြီးတာငါ့ကိုမသိဘူးလေငါကသူ့ကို grade 8ကအတန်ကောင်းဆောင်မင်းခန့်မလားဆိုပြီးမေးတော့ငါ့ကိုလာအပ်တာသူမတငယ်ချင်းဆာဆာဟုတ်လားသူကငါ့ကိုပေးစမ်းမှာငါသူ့ကိုသွားပြောကြည့်မယ်အေးအေး မေခန်48အဲ့ဒါစာစာလင်းလန်းတဲ့တခုံထဲထိုင်နေသူပေါ့လေလေရဲ့ခြေဆုံတငယ်ချင်းနေရာသူမရဲ့ရှေ့ခုံမှာထိုင်နေလေသူမတို့ကခုံချနေပေမဲ့ခင်မင်မူးကမဖြတ်သွားဘူးလေမိကမှာအခြေဆုံတငယ်ချင်းတယောက်ရှိတယ်သူနဲ့မရတီဟာရဲ့တီဟာစာစာကိုစိတ်ဝင်စားနေရတဲ့ဒါကိုလင်းလန်းတဲ့စာစာနဲ့တငယ်ချင်းပေါင်းပါရီကမသိဘူးတဲ့နေ့ကြီးငါ့ကိုစောင့်လေအေးပါလေးလေဖြစ်ဖြစ်ပေါ့ဒါနဲ့ဟိုတယောက်ကလေစာစာကိုအရန်ကြည့်ရယ်နော် နေကြည်လင်းလက်ဆာဆာဖြူဖြူလိုင်းအောင်တို့မုတ်စွားဆင်းလို့မုတ်သွားဆိုင်ရင်နဲ့စကားပြောနေခြင်းဖြစ်တယ်ဟဲ့ဘသူလဲငါ့ကိုကြည့်ရဲဆိုတာဟုတ်ကြောင်လေအတန်ကောင်းဆောင်ရဲ့ဖီးနာတီဩငါမှတ်မိပြီတီဟာဟုတ်တယ်အကောင်နဲ့အချီချင်းခဏခဏဆုံနေလင်းလက်ကပြောလိုက်တယ်ဟုတ်တယ်ငါနဲ့ရောပဲအားလုံးကပြောကြတယ် အကြောင်းကတော့နေကြီးဖြူဖြူလိုင်းအောင်တို့ရဲ့ခုံနောက်မှာလင်းလဲနဲ့ဆာဆာရုခုံပေါ်အဲတော့တီဟာဆာဆာအောင်ကြည့်တဲ့အခါသူမတငယ်ချင်းနေနဲ့နှလုံးချင်းစုံမိတာပေါ့ဒလုံးရဲ့ကြောင်ဆင်းပြီးအိမ်ပြန်ရောက်တော့လင်းလက်ကတစ်တော့ပေါ်ကနေအတန်ကောင်းဆောင်မင်းခန့်ကိုငါ့ကိုသိပြီလားလို့မေးတယ်လင်းလက်မလားဟုတ်တယ်ဘလို့သိမင်းခင်ကဗီဒီယိုတပုတ်ကိုပြပေးဒီဗီဒီယိုကလေတော်တော်မှွေနောက်ထားတာပဲအကောင်ကငါ့အကောင်ကို အေးပါမင်းခံပို့လိုက်တဲ့ဗီဒီယိုမှာလင်းလက်ကအရင်ကသူမနာမည်ကိုဗီဒီယိုတစ်ပုံနဲ့တင်ပြရကြောင်းဒီလိုနဲ့လင်းလက်ကမင်းခန့်ရဲ့ TikTok အကောက်က တစ်ဆင့်တခြား TikTok အကောက်ကိုပါသိကြရတယ်။တစ်ဖက်မှာစာစာအတန်ကောင်းဆောင်မင်းခန့်ကို follow လုပ်ပြီးစကားသွားပြောတယ်။မင်းခန့်လည်းစာစာအကောက်ကိုချက်ချင်းပဲ follow ပြန်လုပ်တယ်။စာစာလည်းတခြားအကောက်ကိုပါသိသွားလေတယ်။ ။နောက်လည်းနေမနဲ့လေလက်တော့တငယ်ချင်းတတိုက်မင်းခန်းနဲ့တီဟာကြောင့်ပြောလေ။တလုံးနဲ့မင်းခန်းနဲ့တီဟာတက်တော့ကောက်ကိုသူမောင်းတငယ်ချင်းနဲ့အကုန်လုံးတီသွားကြတယ်။လေလာတို့တငယ်ချင်းတတိုင်ဆောင်မွေးပဲဖြည့်ကြပြီလို့စကားပြောနေရယ်ဖူးဆောင်မွေးပဲဖြည့်ရတော့ပြီးသွားပြီဒီနေ့နားမယ်မနေ့ပြန်ပိတ်ရက်ဆိုတော့ဟဲ့ကျောင်းပိတ်တာဆက်ရက်ဆို ဟုတ်တယ်လေတည်င်းကျုပ်ရောက်ပြီဆိုနင်တို့တည်င်းကျုပ်ကျောင်းပိတ်ရက်မလုပ်ပါလေငါဖျားမှုတော့မှာငါဖုန်းဝါကြည့်မှာအေးပါပါဝါတိုးနေုံမဲလင်းလဲရဲ့ ဟွလင်းလက်ကမှန်ကြောင်လေးပါ။ "तुम ग्रेट 7တန်းပီးကန်နေမှာမျက်လုံးအားနေလို့မျက်မှန်တက်ခဲ့ရတာ။အဲ့ချင်းအားစပြီး तुम ကိုလေးလုံးမှန်ကြောင်လို့ခေါ်ကြရတာပေါ့။အချို့ကစကြဖို့ရှေခဲတုံတို့တော်မှခေါ်ကြတယ်။ဘာလို့လဲဆိုတော့ तुम အနေအေးရယ်လေ။ဒါပေမဲ့သူမတငယ်ချင်းနေနဲ့ကြာရင်တော့ပေါ်တော်တော်လေးဖြစ်သွားတာပေါ့ဒါကတော့ဒီဆက်လန်ရဲ့အတိကဆက်ဆောင်ဖြစ်တဲ့စာကြဘိုးမလေးလင်းလက်ရဲ့အကြောင်းချို့ပေါ့တရင်ကျော်လာပြီညလက်တော်ချင်းရင်နဲ့မင်းခန့်အစကားလာပြောတယ်ဟယ်လို ဟော့ဘာလုပ်နေလဲတော်တော်ကြည့်နေရပါ။အော်ဟော့ယူတူတူပဲဟော့တိတ်ဆိတ်သွားလေရဲ့တမင်းနဲ့ကြပြီနော်။ကျောင်းမှာကိုအီမင်းခန့်လို့ခေါ်တတ်ပေမဲ့လိုင်းပေါ်မှာဘယ်လိုခေါ်ရမလဲတူတူပဲ။ညီမကိုလည်းဘယ်လိုခေါ်ရမလဲမသိဘူး။စားပြီးပြီလားညီမ။အော်ညီမတယ်လား။ဒါဆိုသူ့အကိုလူပဲခေါ်လိုက်ပါမယ်။ဟော့စားပြီးပါပြီ။အမေတော်မင်းခင်ကနှထောက်ခုံမှမွေးတာ။လင်းလက်က2010မှာမွေရာ၃နှစ်ခွာရင်မင်းခင်ကကြောင်းနာထားပြီးခုမှပြန်ထက်တော့လင်းလက်နဲ့အတန်းတူနေရတယ် ဒါနဲ့ညမ type ကဘလိုမျိုးလဲညမသဘောကြားရေးပုံစံမျိုးပြောရလားဟုတ်တယ်စိတ်ထားကောင်းရမယ်ပညာတက်ရမယ်သိခါရှိရမယ်စမတ်ကြရမယ်ပြီးပါစကားနားထောင်နေသူဖြစ်ရမယ်အရက်သေးစာမတောက်စားတဲ့သူဖြစ်ရမယ်ကိုကျင့်တရားကောင်းမွန်ရမယ်အကူကရောဘလိုပုံစံမျိုးကိုသဘောကြတယ်ညမလိုမျိုးအော်ဟုတ်ညမဆန်ရမယ်ခင်းဆန်ရမယ်လို့ဘာလို့မပါဘူးလားညမဆန်ရမယ်ဟုတ် လေလန်းထင်တာသူ့ဘဝပြောထားတဲ့ချက်တွေနဲ့ညီတဲ့မိန်းကလေးလို့ထင်နေရဲ့။နောက်တော့သူမတေချာပြန်ဖမ်းလိုက်တော့ဟမ်အဘွားညမပြောတဲ့လိုမျိုးလားဒီလိုမျိုးလားဆိုပြီးအဘွားသူမပြောထားတဲ့စိတ်ထားကောင်းရမယ် message ကိုပြန်ညွှန်ပြတယ်မဟုတ်ဘူး။အော်တည်ပြီဟမ်။ तू ကငှားလို့တိုက်မျိုးကိုစိုက်တာလားမျက်မှန်ရင်းနေဦး။ဒါဆိုမရက်တီချိုးရောဘာအောင်လဲ။မရက်တီချိုးကလည်းမျက်မှန်နေလေ။ तू ကရောညမတိုက်နေတူတယ်မဟုတ်ဘူးလားမတူပါဘူး။ သူ့ကိုတငယ်ချင်းလိုပဲခင်တာ။အော်ဟုတ်။လဲလဲအဲ့လိုမေးရချင်းကရတီချိုကမင်းခတ်ကိုကြိုက်ခဲ့ဘူးတော့ကြောင့်မေးချင်းဖြစ်တယ်။ရတီချိုကမင်းခတ်ကိုဖွင့်ပြောခဲ့ပြီးမဲ့မင်းခတ်ကငင်းဆိုခဲ့တယ်။ဒါဆိုဆင်းပြီနော်။နင်းလဲကစပုတ်လိုက်တယ်။ဟုတ်ကဲ့ပါ။ဟုတ်။ကျမရဲ့ခရူးဆိုင်အောင်နော်ခုနိုင်။ဟုတ်ခုနိုင်ပါ။သူ့ရှင်ကငါ့ကိုအဲ့လိုမပြောပါဘူး။ထူဆန်တယ်။နောက်တနေ့မနေ့ လင်းလက်ကအင်တန်ရှေးလုံနေတဲ့တချင်းဖွင့်ထားတယ်။သူမအလုံးလုံရင်းနဲ့တချင်းနားထောင်လာတာအရှမ်းကြိုက်တယ်။တန်ရှေးလှုပ်ပြီးတော့ဖုန်းခိုင်ပြီးတတော် application နဲ့ဝင်လိုက်တယ်။ money ဟုတ် money အခုမှထရလားဟုတ်ပါဘူးဟုတ်ထူးဆန်းလိုက်တာ။သူကငါ့ကိုရှင်ရ money မလုပ်ဘူးပါဘူး။ထိုအချိန်ဖုန်းဝင်လာတယ်။ hello ဟုတ်လင်းလက်လားဟုတ်ကဲ့ဆရာမစွမ်းရည်ပြိုင်ပွဲမှာသမီးပြိုင်ပါလားဟုတ်ပြိုင်ပါပါဘယ်ဘာသာပြိုင်ပါလဲလင်းလက်တေချာစွမ်းရည်ပြိုင်ပါပါဆရာမ အော်အေးတငယ်ချင်းနေရာကိုပြိုင်ပါလားအဲ့ဒါတော့မသိဘူးဆရာမအေးအဲ့ဒါဆိုဒါပဲနော်လင်းလက်ဟုတ်ကဲ့ဆရာမအတန်းထဲမှာစူညံနေကြတယ်အတန်းမိုက်ဆရာမရောက်လာတဲ့အခါကဲကဲခလေးမီဒီလာဘက်ဆာမိုဝေးရဲ့ reset ပြောမယ်အဆင့်၁လင်းလက်နှစ်နေကြီးအဆင့်၃ကလာရောင်အဆင့်၄ဖြူဖြူနောက်ဒီဆရာမလာမှလည်းစူးစားကြနော်ဟုတ်ကဲကဲစတင်မယ်မိနစ်60ကြာပြီးရဲ့နောက်ကဲမုတ်စားဆင်းပြီးမုတ်သွားဝင်စားရအောင်ငါမလိုက်တော့ဟုတ်တယ်ငါရောပဲ နင်တို့ကလည်းဘာလို့လဲစာမပြီးသေးဘူးဟဲ့အေးအေးဓမင်းစာဆင်းလို့ဓမင်းစာပြေးကြတဲ့အခါစာပေကလည်းများလိုက်တာလိုရမှာတော့ဖြစ်နေငါရောပဲဘာရင်မတ်ကိုမသိဘူးလိုက်အောင်ကစကားဆလိုက်တယ်ဟဲ့ဟိုတလုံးကငါတစ်တော့ကြည့်ရင်လည်းအမှတ်မထင်ငါဗီဒီယိုတစ်ခုကကိုမန့်ကိုဝင်ကြည့်လိုက်တာတီဟာကိုမန့်ဝင်ရေးထားတယ်ဘာရေးထားလဲအေးပါငါပြောမလို့ပဲနင်တို့ကဖျက်ပြောတာဟုတ်သူရေးထားတာအိုင်လက်ဇက်ရှီနောင်းနဲ့ဟင်မင်းက အဲဒီရန်နဲ့မဆက်ပါရဲ့သူဆိုလို့ဆက်စားနေမရှိရနော် လာရောင်ကပြောလိုက်တယ်ဆက်စားစိတ်ထဲမှာသူငါ့ကိုသဘောကျနေရလားမသိဘူးဟင်သူမတငယ်ချင်းဟာတိခဆဆကိုတကယ်ကြိုက်နေရလားမသိရောသိချင်တာနဲ့တခါတလေတိခကိုချစ်ပြီးဆဆလို့ခေါ်ပြီးဆိုင်ဒါပေမဲ့အဲ့ချိန်မှာယောက်ျားလေးများစွန့်စွန့်ရင်းစွန့်တစ်ခုစဆနာကိုရှောက်လာတယ်။အဲ့စွန့်ပေါ်မှာရေးထားတာကဇက်ပိုင်းစောက်ဖင်မရနိုင်လို့ရေးထားခြင်း။စဆစိတ်တဲဘလို့ဖြစ်သွားမှာကိုဘေးရကြည့်နေရဲ့လင်းလဲတူတာတော့မသိပါ။ ကြောင်ကစားပြိုင်ပွဲပြုလုပ်ကြတယ်။လင်းလက်တို့တငယ်ချင်းတစ်တိုက်ထုံစီတို့ပြိုင်ပွဲမှာဝင်ပြိုင်ကြတယ်။မင်းခင်ကတော့ယောက်ျားလေးဆိုတော့ထုံဆန်တိုင်းဘောလုံးပွဲမှာပါတာပေါ့။တီဟာကတော့မပါပါဘူး။လင်းလက်နဲ့စာစာတဖွဲ့ရဲကြတယ်။လိုက်အောင်နဲ့နေကြီးကတဖွဲ့ဖြူဖြူဝါတယောက်တည်းအခြားဖွဲ့နဲ့ကြတယ်။လင်းလက်နဲ့စာစာတို့တွေကပထမလိုက်အောင်တို့ဖွဲ့ကတတိယပေါ့။ အကစားပြိုင်ပွဲမျိုးစုံကျင်းပပြီးတော့ဘောလုံးပြိုင်ပွဲကျင်းပတယ်။အတန်းမှာမင်းကလေးတွေလာရောက်အားပေးတယ်။ဘောလုံးပြိုင်ပွဲကအလယ်ရန်နဲ့အထက်တန်းရောကြီးပြိုင်တာကျင်းမှာအလယ်ထဲအများဆုံးပါတဲ့အဖွဲ့မှာမင်းခက်မပါပါ။မင်းခက်ကအထက်တန်းအများဆုံးပါတဲ့အဖွဲ့မှာပါတယ်။အတန်းမှာမင်းကလေးအားပေးတယ်။သိရတိုင်းရေတီချုံနဲ့တငယ်ချင်းတွေကတော့မင်းခက်ပါတဲ့အဖွဲ့ကိုအားပေးတယ်။လေလက်ဖြူဖြူလာရောက်နေချီတို့ကကြည်ုံများသားဖြစ်တယ်။ပေသိန်းကမအမပေးပါ။ဒါပေမဲ့လေလက်စိတ်ထဲမှာ မတိမတာမင်ခက်ပါရဲ့ဖွင့်ကိုအားပေးနေမိတယ်။ဘောလုံးပဲကြီးနေရင်လည်းကြောင်စင်ခါလောင်းတန်ရမိလာတယ်။လင်းလက်တို့နေလက်စားစားကြတယ်။ကြားနေစဉ်တတင်းတစ်ခုကြားတယ်။ဟိုနားမှာဘောလုံးပွဲပြီးတော့အရေးရှိရှိနဲ့ Great Ace ကဆိုလာကောင်းလေးကြောင်လဲသွားတာတဲ့။လင်းလက်ကလိုက်အောင်ဟဲ့အဲ့ဒါမင်ခက်မလား။ဟုတ်လောက်တယ်။ဖြစ်စင်ရတော့ရံဖြစ်ပြီးမင်းခန့်ကိုကောင်းလေးကြောက်ကထိုးလိုက်တာမေယိုကိုထိသွားပြီးလဲကြသွားခြင်းမငါမင်းခန့်ကိုတည်င်းသွားမေ့ရင်ကောင်းမလား မေးလိုက်ပါမင်းဟယ်လိုဟုတ်လိုင်းပေါ်မှာရှိနေရမယ်ဘောလုံးကန်နာအရှမ်းမိုက်ကွန်ဂရက်ချူလေးရှင်းပါကျေးဇူးပါရပါတယ်နေ့လေကဘာလို့ကြောင်းမလာတာလဲဘောလုံးကန်နာပင်ပန်းသွားပြီးခြေရောက်ကောလေပင်ရောနားနေအဲ့ဒါကြောင့်နားလိုက်တာခရူးဆိုင်ဟုတ်ဒါနဲ့အကူရအသိအောင်အားပေးမဲ့သူရှိရင်သိလားဟုတ်လားဟုတ်တယ်နှစ်ယောက်ဟင်ဘသူတွေလဲဆိုတော့မရည်တီချူတဲ့သူ့တငယ်ချင်းထင်သားပဲဟုတ်အတန်ကြောင်တိတ်ဆိတ်နေရင်စင်းပြီနော်ကိုဟုတ်ကဲ့ပါဟုတ် လင်းလဲတတော်ကြီးနေရင်နဲ့တစုံတကိုလွမ်းလာတယ်။သူနဲ့စကားပြောချင်မိတယ်။အဲ့လူကဘသူဖြစ်မဲထင်လဲ။အဲ့သူကတော့မင်းခန်မှာသူမရဲ့မသိစိတ်ကမင်းခန်စကားလာပြောပါစေလို့ဆူတောင်းနေမိတယ်။ဒါလို့နဲ့ပြင်းဆွာနေတတော်ကြီးနေရင်ဟိုင်းဆိုပြီး message တစ်ဆောင်ရောက်လာတယ်။မင်းခန်ပို့တဲ့စာလေးပေါ့။သူမပြော့သွားတယ်။တကယ်သူလား။ငါဆူတောင်းပြေသွားပြီပဲ။ဟုတ်။ဘာလုပ်နေလဲ။တတော်ကြီးနေရပါ။အကူကရောဘာလုပ်နေလဲ။တူတူပါပဲဗျာ။အော်ဟုတ်။စားပြီးပြီလား။ ဟုတ်စားပြီးပါပြီအကူကရောစားပြီးပြီလားပြီးပြီဟုတ်တိတ်ဆိတ်သွားလေတကယ်တော့ဘာကြီးပြောကြလဲမမှန်မိရောပါဒါဆိုစင်းပြီနော်လို့လေးလက်ကစကားဆလိုက်တယ်โอเคဟုတ်ကယူးဆိုင်အောင်အကူရောပဲကယူးဆိုင်ဟုတ်ကဲ့ဂိမ်းနေလည်းအများကြီးမဆော့နဲ့အောင်မျက်လုံးတွေထိခိုင်းမယ်ဟုတ်ပါပြီဗျာအများကြီးမဆော့ပါအောင်ဟုတ် good night good night ပါ sweet dream you too ဟုတ်โอเค တကယ်တော့ချစ်သူတွေမဟုတ်ဖ ೇನೆ ဒီလိုမျိုးလေးတတီတရာကြီးပြောမှားတာလေဘလောက်တောင်ရှင်းခုံစရာကောင်းလိုက်လေလေလဲကြောင်အပြင်ရောက်တော့တတော်ရဲ့ဝင်းကြီးလိုက်တယ်မင်းခင်ကသူ့ကို follow ဖြုတ်ပြီးပြန် follow ဟာတွေ့တယ်စချင်းမဲ့သူမမင်းခင်ကောက်ကိုဝင်းကြီးလိုက်တော့ follower ဖြစ်နေတာတွေ့ပြီးအံ့ဩသွားတယ်လိုင်းမကောင်းတာလားမသိဘူးဆိုပြီးအချင်းချင်းကြည့်မိတယ်မင်းခင်ကလေလဲတယောက်တည်းကိုသာ follow လုပ်ထားတယ်နောက်တနေ့မနေ့ကြောင်ရောက်တော့သူမတငယ်ချင်းတွေကသူ့မကိုဆိုင်ဆက်စားပထမအုံဆုံးစကားဆိုင် သိလားမင်းကြီး မင်းခင်ကလင်းလက်ကြောက်ထဲကိုပဲ follow လုပ်ထားတာအင်းမင်းခင်ကနင့်ကိုကြိုက်နေတာထင်တယ်လင်းလက်ဟာဘာကြီးလျှောက်ပြောနေတာလဲသူ့မှာ crush ရှိတယ်ဟမ်နေရဘလို့သိလဲဒီတိုင်းပဲသူပြောပြတာသူနဲ့စကားပြောပြတယ်ပေါ့တခါတလေမှပါလင်းလက်စိတ်ထဲမှာသူဘာလို့ငေါ့ပဲ follow လုပ်ထားတာလဲငါတင်ညာသူ့ကိုမေးမှာပဲညာရောက်တော့ hi ဟုတ်မေးစာရှိလို့မေးလေ ဘာလို့ညီမတယောက်တည်းကိုပဲ follow လုပ်ထားရလဲစကားပြောစရာလိုတာညီမတယောက်တည်းပဲရှိရမလို့ပါဘာဖြစ်လို့လဲကျောင်းမှာတငယ်ချင်းတွေကစနေလို့ဒီကိစ္စကြောင့်နှောက်ယှက်ဖြစ်သွားရင်တောင်းပန်ပါရဲ့နော်ရပါတယ်ဟုတ်ဒါနဲ့မေးလဲစနေမေးအောင်မယ်တမျိုးမထင်နဲ့နော်ဒီတိုင်းမေးကြည့်တာဟုတ်မေးလေအကွန်ရင်ကညီမကို good morning ပြီး good night တည်းမပြောဘူးပါဘူးထူးဆန်းနေလို့အဲ့ဒါဟိုတစ်ခေါက်ကမေးမယ်ဆိုပြီးမမေးလိုက်ရလို့ဩအဲ့ဒါမာနာကြီးရဲ့ပြောနေကြလို့ဩအခုရောမာနာကြီးရဲ့လို့ထင်လား အရင်ကတော့ထင်နေအတန်ကောင်းဆောင်ကအရန်မာနာကြီးရဲ့ဆိုပြီးအခုကျတော့မကြီးပါဘူးခင်မိုးကောင်းပါလေညမရောမာနာကြီးရဲ့လို့ထင်ရလားလင်းလက်ကထက်မိတယ်အရင်ကတငယ်ချင်းအောင်ပြောတယ်ညမက မာနာကြီးရဲ့တဲ့ပြီးတော့စကြပိုးတဲ့အခုတော့မာနာကြီးရဲ့လို့မထင်ရပါဘူးအော်ဟုတ်ဒါဆိုဆင်းပြီနော်စကြရအောင်မှမလို့ဟုတ်တမီးရဲ့မြမြလုံးနေဟုတ်မမီပြီးပါပြီသွားမယ်ဟုတ်လင်းလက်တို့ညစာစားဖို့လင်းလက်မီတငယ်ချင်းအင်အားဖိတ်ထားတယ် ညစာစားပြီးရဲ့နောက်မိဘတွေစကားလဲဆုံးပြောနေရင်ထိုအိမ်ကလင်းလင်းရဲ့တင့်ငယ်ချင်းအိမ်ဖြစ်တယ်။မိဘတွေကတည်ယုံသားမကတာသမီတွေပါခင်းနေဆက်ဆံရေးအိမ်မီးဖို့ကြောင့်နေမှာလင်းလက်တို့တင့်ငယ်ချင်းတယောက်ဖုန်းသွင်းရင်းနဲ့စကားပြောနေရင်ချက်ချင်းဆိုသလို Hi မင်းကစီမှာ message တစ်စောင်ဝင်လာတယ်။ဟုတ်ပြောစာရှိလို့ဟုတ်ပြောလीစိတ်မဆိုးနဲ့နော် ဟုတ်မပြောတော့ပါဘူးစိတ်မိပိုင်းမှာမပြောလို့လေလို့မမမဟုတ်တော့ဘူးပို့ပွင့်နေလင်းပြောဒါဆိုစိတ်မဆိုးနဲ့နော်ဟုတ် ကိုမင်းကိုသဘောကျတယ်။အဲ့ဒါတကယ် Oh my god ဟုတ်တယ်ဖွင့်ပြောမလို့ဆိုပြီးပြောဖို့စဉ်းစားထားတာ။ကြာတော့ကြာပြီပါ။ဖွင့်မပြောရဲလို့။အော်ကိုမင်းကိုသဘောကျတယ်။အဲ့ဒါစဉ်းစားပေးနိုင်မလား။တောင်းပန်ပါတယ်။ညီမစာစူးစားရမယ့်ရှင်မှာစာပဲစူးစားခြင်းသိလို့ပါ။အာ ဟုတ်ပါပြီနားလည်ပါတယ်။ဒါဆိုအကိုပြောတဲ့ crash ဆိုတာညီမလား။ဟုတ်တယ်။အော်ဟုတ်။ဒါဆိုညီမဘက်ကလက်မခံဘူးပေါ့။ဟုတ် ကောင်းပါပြီ။အနောက်ရှက်ပေးမိရင်တောင်းပန်ပါတယ်။နောက်စကားလာမပြောတော့ပါဘူး။စကားလာမပြောတော့ဘူးပေါ့။ညီမပြောစေချင်မပြောတော့ပါဘူး။လင်းလက်မိနစ်နေငယ်ကြာစဉ်းစားလိုက်တယ်။အဖြေပြန်ပေးပါမယ်။အခုစာကြိုးစားရင်ညီမအဖြေပြန်ပေးမယ်။တကယ်လား။တကယ်။ဟုတ်ပြီ။ဒါဆိုလုပ်မယ်။ဟုတ်။လင်းလက်နဲ့မင်းခဲစကားပြောနေတာကိုသူမတငယ်ချင်းမသိပါရှုပ်ချက်တမီးရင်ရှင်းခဏနေပြတ်မယ်နော်ဟုတ်မင်းမင်းလင်းလက်ကပြားကရာနဲ့မင်းခန့်ကိုစပုတ်တယ်ဒါဆိုစင်းပြီနော် ဟုတ်ကဲ့ပါဗျခုနိုင်ဟုတ်ခုနိုင်ပါ ဟုတ်နောက်နေမနဲ့လင်းလက်ဖုန်းကြည့်နေတော့မင်းကန်ဗီဒီယိုတပုတ်လှမ်းပူတယ်ဗီဒီယိုပါအเจ้าရကအချင်းဆိုတာပူလောင်နေတဲ့ဒါပေမဲ့မင်းကိုချစ်မိသွားတယ်လင်းလက်ဖက်ပြီးတော့အာပီပြန်လိုက်တယ်မဟုတ်တာရေဟုတ်တယ်တကယ်ပြောတာညီမဘလို့ချစ်မိသွားလဲကိုကိုကိုတော့မသိဘူးလင်းလက်အတော်တန်ကြာစဉ်းစားတယ်တောင်းပန်ပါတယ်ညီမကိုကိုမျှော်လင့်ချက်တွေပေးမိလို့အကိုစာချိုးစားအောင်လို့ပြောလိုက်မိအောင် တောင်းပန်ပါတယ်။ရပါတယ်။အခုလိုပို့ပွင့်နေနေပြောပေးတာကိုပဲကျေးဇူးတင်ပါတယ်။ဟုတ်အကိုညီမကိုမေ့ပြီးနောက်တစ်ကိုချက်လိုက်ပါ။မေ့ဖို့အချိန်တော်တော်ယူရလိမ့်မယ်။အကိုချားတက်ကိုပြောင်းချက်လိုက်ပါ။ညီမကိုလလွယ်နဲ့မေ့နိုင်မှာမဟုတ်ဘူး။မေ့လိုက်ပါ။အင်းလေကြိုးစားကြည့်မယ်။ဟုတ်အန်နီယာစပြီးမင်းခန့်လင်းလန့်ကိုစကားသားမပြောတော့ပါ။ကြောက်စားဖွင့်ရဲ့ဒီနေ့တအားရှင်ခုန်ခဲတာ။တငယ်ချင်းတွေလည်းတွေ့ရမှာ သူတို့ဘလို့ပုံစံဖြစ်နေလဲမသိဘူး။ကြာရောက်တော့တငယ်ချင်းနေနဲ့ခရိုင်းလိုစကားပြောတယ်။အချင်းချင်းစနောက်ကြတယ်။အဲ့ဒီမှာတငယ်ချင်းတွေကဟဲ့ဟိုမှာကြည့်ဦး။အရက်ကလည်းရှေ့ကြီးပဲပိန်လဲပိန်နေ။အေးနော်။ကျွန်တော်အန်နီယာမင်းခန့်ကိုစာတွေ့ခဲ့ပေမဲ့တတိမပြူမိခဲ့ဘူး။နောက်မှအတန်းကောင်းဆောင်ဖြစ်မှာတတိပြူလာမိတာ။ တခါတလေကျွန်တော်အမှတ်မထင်ဟိုကြီးဒီကြီးကြည့်ရင်မင်းကံကိုတွားကြည့်မိတယ်။တွေးလိုက်တိုင်းသူရည်နေရဲ့ချိန်နေပါ။သူရည်သာပြုံးလာမြင်တော့တကယ်ပဲကျွန်တော်ရှင်ကိုအေးချမ်းသွားစေရဲ့။သူပြုံးလာချစ်စာလေးပြ။ဘလို့စကားတွေနဲ့ဖော်ပြလို့ဖော်ပြရမှန်းမသိ။ဒီလိုနဲ့နေတိုင်းအမှတ်မထင်ခုခုကြည့်နေမိတယ်။ကျွန်တော်ရဲ့မသိစိတ်ကသူ့ကိုသဘောကျနေမိရလားမသိဘူး။ဒါပေမဲ့စိတ်ကစားရုံတက်တက်ပဲလား။ သူ့ကိုသဘောကျနေရလားလို့ပြန်တွေးမိတိုင်းသူ့မှာ crush ရှိရဲဆိုတဲ့တွေ့ရပြန်ကြားရမိတယ်။နောက်ပြီးငါ့လိုရှုံမျိုးဘသူကကြိုက်မှလဲ။ကျွန်တော်အနာဂတ်တဲ့တွေ့ပြီးသူ့ကိုစိတ်ဖြတ်လိုက်ပါတယ်။စိတ်ဖြတ်ခဲ့ပေမဲ့တခါတလေသူနဲ့စကားပြောနေတဲ့ချိန်လေးမျိုးပြန်လွမ်းလာမိတယ်။ဒါမဲ့မင်းခင်အောင်ဖွင့်ပြောတော့အရှမ်းပြောသွားတာပေါ့။ကိုသဘောကျတဲ့သူစီအောင်ဖွင့်ပြောရဲခန့်စားချက်ကြီးရတော့သိရမလား။ ဒါမဲ့ကျွန်တော်သူ့ကိုငင်းလိုက်တယ်ကျွန်တော်သူ့ကိုမငင်းချင်ပေမဲ့ကျွန်တော်ရဲ့အနာကက်ရှိသေးတယ်ကျွန်တော်မိဘမိကကျွန်တော်ပေါ်အများကြီးမျှော်လင့်ထားတာဆိုတော့ကျွန်တော်ချင်ကိုစိတ်ဝင်စားလို့မရဘူးဆိုရဲတွေးနေပေါ့ဒီလိုနဲ့နှစ်ပတ်ကြာမှတော့ကျွန်တော်သူ့ကိုငင်းသာငင်းလိုက်တာမိလို့လည်းမရသေးဘူးဒီလိုနဲ့သူငါ့ကိုဒီချိန်ထိဆက်ချစ်နေပါအောင်မလားဆိုပြီးနှစ်ပတ်လေးပြီမဲ့အဲ့ချိန်ကအယူထားခဲ့တာပေါ့ဗျာဒီလိုနဲ့ကျွန်တော်သူ့ကိုယောက်ျားလေးတောက်လို့ဟန်ဆောင်ပြီးစကားသွားပြောတယ် ကျွန်တော် Telegram မှာနောက်ကောက်တစ်ခုထပ်ဖွင့်ပြီးယောက်ျားလေးဟန်ဆောင်ပြီးသူ့ကိုတွားဆန်းတတ်တယ်။ Hello ပြောခင်လို့ရတာဗျ။ရှာတယ်။နာမည်ကမင်းခန့်အတန်းအောင်16ဒါနဲ့မင်းပါဖြစ်လို့မေးသိကျင်လို့လေ။အေးမင်းနဲ့တငယ်ချင်းလုံးလို့ရလား။ရရဲ့လေ။เออถ้าสมเองเนี่ยก็ตังเงินဖြစ်သွားပြီเนาะเมนแค่อ่ะပြောเลยအဲ့နောက်လင်းလက်ကသူ့မမဖုန်းမသုံးတော့ဘူးပြောတော့ပြတာပြတာနဲ့ချက်ချက်ไลน์ဆက်လိုက်တယ် ညံ့နေနေပြီလေနောက်တနေ့လင်းလက်ကမင်းခန့်လိုင်းပေါ်မှာရှိနေရမြင်တော့စကားသွားပြောတယ်ဟဲ့ဟာအေးစကားပြောရင်လည်းလင်းလက်ကမင်းခန့်မှာ crash ရှိလားဆိုပြီးမေးတယ်ရှိတယ်မင်းမရောရှိတယ်အေးမင်းခရက်နာမည်ပြောပြပါလားဟာမင်းနဲ့ငါသိရမှာမကြသေးရဘာလို့ပြောပြမှာလဲပြောပြပါဟာသိချင်လို့ပါအေးမင်းကကြောင်တော်တော်သိနေပြီဆိုတော့ပြောပြပါမယ်အေးငါခရက်နာမည်ကလင်းလက်မင်းသူ့ကိုဖွင့်မပြောဘူးလား နောက်ဆုံးတော့လည်းလင်းလက်သူသိစင်နေဖြစ်ဦးတည်သွားပြီ။သူငါ့ကိုသဘောကျနေသေးရဲ့ပေါ့။ထင်တော့မထင်ထောင်းဖွင့်ပြောရင်ငင်းခံရတာ။အော်ဒါတော့မင်းသူ့ကိုသဘောကျသေးရဲ့ပေါ့။အေး तू ကငါနဲ့မတူဘူးကွာ။စာရန်စူးစားတာ။ငါနဲ့ကွာပါ။အော် तू ကမင်းကိုသဘောကျနေရတဲ့အဲစာဖက်အယုံဆက်ရမှာမို့လို့မင်းကိုငင်းတာဆိုရင်ရောမသိပါဘူးကွာ။အေးပါ။ဒါနဲ့မင်းကဘာလို့မေးရလဲ။တည်ကျင်လို့ပေါ့ဟာ။အေးအေးဒါဆိုငါဆင်းပြီနော်။လင်းလက်ကပြောလိုက်တယ်။အေးအေးနောက်တစ်နေ့ လွတ်လပ်ရေးနေ့အကစားပြိုင်ပွဲကျင်းပါတယ်။မင်းခဲပြိုင်ပွဲကိုသွားတယ်လင်းလက်ကမသွားချင်းသူမဖေကအတင်းသွားဟိုင်းနေ။တွေ့ရချိန်မှာလင်းလက်အိမ်ကိုလိုက်အောင်ရှောက်လာတယ်။ဟဲ့။နေအကစားပြိုင်ပွဲမသွားဘူးလား။မသွားချင်ပါဘူးဟာ။အဖေကအတင်းသွားခိုင်းနေရဲ့။ဟုတ်လား။သွားရအောင်လေနော်။အေးပါ။နေလဲလာရဲဆိုတော့သွားမယ်။အေးမထင်မဲ့ပဲမင်းခန့်ကိုတွေ့ရရှင်ထဲမှာပြုံးစိစိနဲ့နှကမ်းမှာပင်ပြုံးအောင်တန်းနေရပြန်ပွဲရပြန်ရောက်တော့လင်းလက်လိုင်းသုံးနေရမင်းခန့်ဟဲ့အေးပြောမေးပါလို့နေရလဲ ဘာမှမလုပ်ပါဘူးကွာအေးသိလားငါပြောစရာရှိလို့လင်းလက်ကစကားဆားလိုက်တယ်အေးပြောလေကွာဒီနေ့ငါခရက်လေးဟာချစ်စရာလေဟုတ်လားဟုတ်တယ်ငါခရက်ကောပဲချစ်စရာလေငါခရက်ကပိုချစ်ဖို့ကောင်းတာပါနော်ငါခရက်ကချစ်စရာကောင်းဆုံးအေးပါကွာငါချစ်စရာကောင်းနေတဲ့ညမှာတော့ခရိုင်းလိုပဲလင်းလက်ကမင်းကန်ကိုစကားသွားပြောတယ်ပြောရရင်မင်းခင်ကရှေးမိသွားပုံပေါ်တယ်တမျိုးပဲစကားပြောရတာမင်းကိန်းစော်လားမစော်ဟမ်ညမလား ဘေးကညမလဲဘာကြီးပြောနေရလဲမလိန်နဲ့နော်ညမဟုတ်ပါပြီညမပါထင်သားပဲရှင့်လိုက်တာဘာလို့ရှက်ဘလို့လို့သိရလဲစကားပြောဖို့နေရဆဲ့နေတာဟုတ်ဟမ်ဟုတ်လားမစီအောင်ပြောတဲ့ဟောင်းရှက်လိုက်တာကွာရှက်စရာကောင်းလို့လားဟုတ်တယ်ဒါနဲ့ညမဘာလို့ခုလိုလောက်တာလဲလင်းလက်ကအပေါ်မှာပြောထားရဲ့စာအော်သူကမင်းကိုသဘောကျနေတဲ့သားနဲ့စာအုပ်အယုံဆက်ရမှာမို့လို့မင်းကိုညင်းတာဆိုရင်ရောဆိုရဲစာအုပ်ဖြင့် reply ပြန်လိုက်တယ် မင်းခင်ကဘာကြီးလဲမသိဘူးလားမသိဘူးတကယ်မသိရလားဟုတ်တယ်ဒါဆိုလဲထားလိုက်တော့ဟမ်မထားနဲ့လေပြောမှာပေါ့မပြောဘူးမသိရင်လဲထားလိုက်တော့ဟာစစ်တယ်လို့ပြောတာလားအင်းတကယ်ကြီးလားတကယ်ပြောလိုက်တာဒါမဲ့မတွဲချင်ဘူးဘာလို့လဲလူမသိစေချင်ဘူးတကယ်လို့တွဲချင်ရင်ဆိုင်းလက်ပဲတွဲမှာရရအဆင်ပြေဘယ်သူမှမသိစေရအောင်အဆင်ပြေလို့လားကတိရောပေးနိုင်လို့လားပေးနိုင်တယ် တကယ်နော်အခုလည်းညမအလွယ်ပြီးဘသူမှမသိရအောင်နော်ဟုတ်ចောင်းပါလေမသိတယ်လို့ပဲနေမယ်နော်ဘာလို့လဲဘသူ့ကိုမှမသိစေချင်ပါဘူးဆိုဟုတ်ကဲ့ပါဒါဆိုရင်ကိုရိုချစ်သူကြီးဖြစ်သွားကြပြီပေါ့နော်ဟုတ် ဟုတ်ကဲ့ပါပရိသတ်များရှင်အစုံနှိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ဒီဇယ်လန်လီရတော့ပရိသတ်တွေအတွက်ဒါဖန်စီဇလန်းတူလေးတစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ရက်တိမှာလည်းအခုလိုမျိုးဇလန်းကောင်းများအဆောင်ကိုလည်းတင်ဆက်ပေးမှာမို့လို့ပရိသတ်ကြီးကစောင့်မျှော်အားပေးနာဆင်ပါလို့ပြောကြရင်အားလုံးနှုတ်ဆက်ခင်ပါတယ်နောက်ရက်တိမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်